ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကလေကစ်ကော်မြို့တင်နာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့တပ်မ20နှစ်လောက်ခန့်ခမာယာ200ကိုတက်ရင်အထိနာပြီးပြန်ဆုတ်ခွာသွားတယ်လို့မြေပြင်မှာရှိတဲ့တောင်လရေးတပ်ဖွဲ့ဝင်အချို့နဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့လေကစ်ကော်ဒေသနာမှာပြီးခဲ့တဲ့ရက်ပိုင်းအော်တိုဘားလ31ရက်ကရတေကူရမှာတပ်မ20နှစ်လောက်ခန့်ခမာယာ200ကိုတက်ရင်နဲ့တောင်လရေးပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တာပါ အဲ့ဒီတိုက်ပွဲအတွင်းမှာခမာယာ200ကိုတက်ရင်အထိနာပြီးပြန်ဆုတ်သွားရပြီးအလောင်းတွေနဲ့ခရမ်းတွေအများအပြားကျန်ခဲ့တယ်လို့ဒေါ်လာရေးတစ်ဖက်ဝင်နေတဲ့စစ်ရေးသတင်းရမြက်ကပြောတာပါဒါအပြင်ကြီးတွေနဲ့လက်နက်ကြီးကြီးတွေအများအပြားသိမ်းဆီးရမိတယ်လို့လည်းဆိုပါတယ် KNU တမဟာ6ထင်းချုပ်ထားတဲ့၄ကီကောဒေသကိုပြီးခဲ့တဲ့စက်တင်ဘာ23ရက်ကစပြီးစစ်ကောင်စီတက်ရဲ့တမ22လောက်ခန့်တက်ရင်တွေကဗျူဟာ3ခုခွဲပြီးအင်အားတထောင်ကျော်နဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ၄ကီကောဒေသတိုက်ပွဲမှာစစ်ကောင်စီတပ်ဖက်က ဒုတရင်မှုအပေါင်းဝင်150ခန့်သေဆုံးပြီးအယောက်200ခန့်ဒဏ်ရာရရှိသွားတယ်လို့ KNU တပ်မ6ရဲ့ကောဘရာစစ်ကြောင်းမှုဗိုလ်ဒါဘောကပြောပါရရှင်။